ားအလုံးပဲမင်္ဂလာပါ The Upgrader Channel ကနေပြန်လည်ကြိုဆိုပါရစေဒီနေ့တော့သမ္မတထရန့်ရဲ့ Iran ပေါ် PR ပေးမှုနဲ့ဒေသအတွင်းပဋိပက္ခအခြေအနေတွေကိုဆွေးနွေးများဝေသွားမှာဖြစ်ပါတယ်သမ္မတ Donald Trump က Iran ကို Train Chair မရှိလက်နက်ချဖို့တောက်ဆိုလိုက်ပါတယ်သူ့ရဲ့လူမှုကွန်ရက်တွေမှာတင်ခဲ့တဲ့ post တွေမှာ Iran ကဆို Ayatollah Khamenei ကိုပြစ်မှတ်ထားဖို့လွယ်ပေမဲ့အခုချိန်မှာတော့တက်ဖို့အစီအစဉ်မရှိသေးဘူးလို့ပြောပါတယ် အမေရိကန်တိုက်လေယာဉ်တွေအရှိအလေပိုင်းကိုဥတည်နေတာကြောင့်အမေရိကန်ဟာ X-ray Iran စစ်ပွဲထဲဓာတ်ရိုက်ပါလာနိုင်တယ်လို့လည်းခန့်မှန်းမှုတွေတိုးလာနေပါတယ်။ Trump ဟာအမေရိကန်ရဲ့နောက်ထပ်လုပ်မယ့်အစီအစဉ်တွေကိုဆုံးဖြတ်ဖို့သူ့ရဲ့အမျိုးသားလုံခြုံရေးအဖွဲ့နဲ့မနေ့ကညနေမှာတွေ့ဆုံခဲ့ပါတယ်။ဒီနေ့ညအခြေအနေကလည်းတော်တော်တင်းမာနေပါတယ်။ Iran က X-ray ကိုဒုံးကျည်တွေထပ်ပစ်ခဲ့ပေမဲ့အခုထိတော့တိုက်ခိုက်မှုတွေမရှိသေးပါဘူး။ ဒီရမ်မျိုးကလည်းလူသန်းပေါင်းများစွာထွက်ပြစ်နေကြချိန်မှာအမေရိကန်ဟာဒီစစ်ပွဲထဲကိုပါဝင်လာတော့မလားအီရန်အစိုးရပြောလဲတော့မလားဆိုတဲ့မေးခွန်းတွေထွက်ပေါ်လာပါတယ်။နောက်ဆုံးရရှိလာတဲ့သတင်းတွေအရအခြေအနေကပိုပြီးရှုပ်ထွေးလာနေပါတယ်။ G7 စီးဝေးကလည်းသမ္မတထရန့်ညဖက်ကြီးဝါရှင်တန်ကိုမမျော်လင့်ပဲပြန်လာတာဟာစစ်ဖြစ်နေတဲ့ဒေသအတွက်မရေရာမှုတွေနဲ့မေးခွန်းပေါင်းများစွာကိုဖြစ်စေခဲ့ပါတယ်။ ပြည်ထောင်စုမတမက်ခရန်ပြောတဲ့ Israel Iran စစ်ရဲစဲအစီအစဉ်နဲ့ပတ်သက်လို့မြင့်မြတ်ရမှာ Trump ကစစ်ရဲစဲရဲထက်ပိုကောက်တာကိုကြည်ပါငါတို့ကစစ်ရဲစဲတာကိုမလိုချင်ဘူးငါကစစ်ရဲစဲရဲလိုချင်တယ်လို့မပြောခဲ့ဘူးအဲ့ဒါ Emmanuel Macron ပဲပြောတာပါသူကလူကောက်ပါဒါပေမဲ့သူပြောတာကနည်းနည်းလွဲနေတယ်ငါတို့ကပိုကောက်တာကိုရှာနေတာလို့တုံ့ပြန်ပြောဆိုခဲ့ပါတယ် ပြီးတော့သမ္မတထရန့်ကအီရန်ရဲ့အမြင့်ဆုံးကောက်ဆောင်အယာတိုလာခါမင်နီကိုနောက်ဆုံးသတ်မှတ်ချက်ချမှတ်ခဲ့ပြီးသူဟာပြစ်မှတ်ထားဖို့လွယ်ကူသူလို့ပြောပါတယ်။ထရန့်ပြောတာကငါတို့ကသူ့ကိုအခုချိန်မှာတတ်မှာမဟုတ်ပါဘူး။ဒါပေမဲ့ပြည်သူတွေနဲ့အမေရိကန်စစ်သားတွေကိုဒုံးကျည်တွေမပစ်ခတ်စေချင်ဘူး။ငါတို့ရဲ့သီးခံမုန်းကကုန်ခန့်နေပြီလို့ရေးသားခဲ့ပါတယ်။နောက်ထပ် post ခုမှာမြင်သည့် train chair မှမရှိဘဲအ short ပေးဖို့မျှော်လင့်တယ်လို့ဖော်ပြခဲ့ပါတယ် အီရန်ကအစ္စရေးရဲ့တိုက်ခိုက်မှုတွေကိုပြန်တုံ့ပြန်နေချိန်မှာအမေရိကန်ကအစ္စရေးကိုပြစ်လွတ်လာတဲ့ဒုံးကျည်တွေကိုကာကွယ်ဖို့ကူညီပေးနေပါပြီ။ဒါမဲ့ဝါရှင်တန်ကသူတို့ရဲ့အခန့်ကဏ္ဍကဒီလောက်အထိပဲလို့ပြောထားပါတယ်။ထရန့်ကတီဟီရန်ကိုချင်းချောက်တာနဲ့အမေရိကန်မပါဝင်ဘူးလို့အလေးနဲ့ပြောကြားတာတွေကခုကကွဲပြားနေပါတယ်။ဒါမဲ့ဒီနှစ်ထရန့်ရဲ့ရုတ်တရက်ပြောင်းလဲလာတာကနောက်ထပ်ဘာတွေဖြစ်လာမလဲဆိုတဲ့စိုးရိမ်မှုတွေကိုပိုတိုးစေခဲ့ပါတယ်။ လွန်ခဲ့တဲ့3ရက်အတွင်းအမေရိကန်စစ်လေရင်အနည်းဆုံးအစီ30ကိုအမေရိကန်ပြည်ထောင်စုကနေဥရောပကိုရွှေ့ခဲ့ပါတယ်။အဲ့ဒီလေရင်တွေအလုံးက KC-135 လောက်စားဖြစ်လေရင်တွေ ဖြစ်ပြီးတိုက်လေရင်တွေနဲ့ဘုံးကျစ်လေရင်တွေကိုလောက်စားဖြစ်ပေးဖို့တုံးတာပါ။ဒီနေ့ဆူဖော့ကမှာရိုက်ကူးထားတဲ့တဲပုံတွေမှာလောက်စာဖြစ်လေရင်တစည်းနဲ့တိုက်လေရင်လေးစီပါဝင်နေတာကိုတွေ့ရပါတယ်။စေရဲကျွမ်းကျင်သူတို့ကဒီခရီးတွေဟာထူးခြားပြီးအရှိလေပိုင်းမှာပြင်းထန်တဲ့တိုက်ပွဲဆင်နွှဲဖို့အရန်အစီအစဉ်တွေကိုညှို့ဆုံနေတယ်လို့ဆိုပါတယ်။ အမေရိကန်အရာရှိတွေကသူတို့ရဲ့ရွေးချယ်စရာတွေကိုဖွင့်ထားဆဲပါပဲလို့ဆိုပါတယ်အရာရှိတူကသမ္မတပြောခဲ့သလိုပဲအီရန်ဟာနျူကလ িয়ার လက်နက်မပိုင်ဆိုင်သင့်ဘူးလို့ကျွန်တော်တို့ယုံကြည်ပါတယ်အဲ့ဒီရည်တည်ချက်ဟာမပြောင်းလဲပါဘူးသူတို့ငင်းချမ်းစွာဆွလွတ်နိုင်ပါတယ်အဲ့ဒီအချက်လည်းမပြောင်းလဲပါဘူးဒါကြောင့်ခုချိန်မှာကျွန်တော်တို့တပ်ဖွဲ့တွေကိုဒေသထဲမှာတက်ဆွဲထားပြီးကာကွယ်သွားမှာပါဆိုပြီးပြောဆိုခဲ့ပါတယ်အစ္စရေးကသူတို့မပိုင်ဆိုင်သေးတဲ့လေရင်တွေဖြစ်တဲ့အမေရိကန်ရဲ့ B2 ရှော့ရဲ့ဘုံးကျစ်လေရင်တွေကိုပါဝင်စေချင်ပါတယ် အဲ့ဒီလေရင်တွေကိုအီရန်ရဲ့ဖိုထိုဒေတာမှာရှိတဲ့ယူနီယံချက်လို့ရဲ့စက်ယုံကိုတိုက်ခိုက်ဖို့တုံးနိုင်ပါတယ်။မြေအောက်နက်နက်မှာအဲ့ဒီစက်ယုံဟာ X-ray ရဲ့အဓိကပြည့်မဲ့တစ်ခုဖြစ်နေတာကြားနေပါပြီ။ဒါမဲ့အဲ့ဒါကိုဖျက်ဆီးဖို့လိုအပ်တဲ့ MOB ဘုံးကြီးကိုအမေရိကန်နိုင်ငံကပဲပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ဒါက X-ray ခေါင်းဆောင်ရဲ့ဖိအားကိုပိုပြီးတိုးစေခဲ့ပါတယ်။ဒါမဲ့ Trend ကအီရန်ရဲ့သဘောတူညီချက်ရဖို့ဆန္ဒရှိကြောင်းဆက်ပြီးဖိအားပေးနေဆဲပဲဖြစ်ပါတယ်။ သူကိုယ်စားလှယ်ဖြစ်တဲ့ Steve Wickoff ကိုအီရန်ကိုဆီလွတ်ဖို့ကိစ္စမှာမပေရှသေးဘူးလို့ဆိုပါတယ်။ဒီလှုပ်ရှားမှုတွေထဲကဘယ်လောက်ထိတီရန်ကိုဖိအားပေးဖို့ရည်ရွယ်ထားတာလဲဘယ်လောက်ထိအမေရိကန်ရဲ့ကြိုတင်စီစဉ်ထားတဲ့လှုပ်ဆောင်ချက်လဲဆိုတာကိုတော့ Trent နဲ့သူ့ရဲ့အကြံပေးအဖွဲ့ပဲသိမှာပါ။ဒါပေမဲ့ကဘာကစောင့်ကြည့်နေချိန်မှာတော့အမေရိကန်ရဲ့စီအင်အားကလှုပ်လှုပ်ရှားရှားဖြစ်နေပါပြီ။ ဒီနေ့မွန်လင်းဘိုက်ကရေးပေါ်အစည်းအဝေးခန်းမှာ60မိနစ်နီးပါးကြာသူ့ရဲ့အကြံပေးအကြီးအကဲတွေနဲ့တွေ့ဆုံပြီးနောက်မှာအမေရိကန်အရာရှိတွေကဒေါ်နယ်ထရန့်ဟာအီရန်ရဲ့နျူကလ িয়ার စက်ရုံတွေကိုအိစရေးနဲ့အတူတိုက်ခိုက်ဖို့စဉ်းစားနေတယ်လို့ပြောပါတယ်။ဒါပေမဲ့သူ့ရဲ့အကြံပေးအဖွဲ့ထဲမှာဒီကိစ္စနဲ့ပတ်သက်လို့သဘောထားကွဲလွဲနေကြပါတယ်။အမေရိကန်အနေနဲ့မပါဝင်သင့်တဲ့အကြောင်းရင်းတွေအများကြီးရှိပါတယ်။သူတို့ဟာအရှိလေဘက်ကပိုကျပြန့်တဲ့စစ်ပွဲတစ်ခုထဲကိုလွယ်လွယ်ကူကူဆွေးခေါ်ခံရနိုင်ပါတယ်။ ထရန့်အတွက်တော့ဒီလိုအခြေအနေတွေဖြစ်လာတာကိုလုံးဝချောင်ရှားခြင်းနေပုံရပါတယ်။သူကအမေရိကန်ကိုအရင်ဦးစားပေးဆိုတဲ့လူကျမ်းများတဲ့ရွေးကောက်ပွဲကတိနဲ့နိုင်ငံခြားစစ်ပွဲတွေကိုချောင်ရှားဖို့မကြာခဏပြောဆိုခဲ့ဖို့သူပါ။ Congress ထဲမှာသူ့ကိုအမြင့်ဆုံးထောက်ခံသူတွေတော့သူ့ကိုလက်တုံမပြန်ဖို့တိုက်တွန်းနေပါတယ်။ဒါပေမဲ့ train အတွက်အမြဲတမ်းရှင်းလင်းတဲ့အချက်တစ်ချက်ကတော့ Iran ဟာ nuclear လက်နက်မပိုင်ဆိုင်ရဘူးဆိုတာပဲဖြစ်ပါတယ်။သူကအခုချိန်မှာ Iran ဟာအဲ့ဒီလက်နက်ရဖို့အရင်နှိစက်နေပြီလို့ထင်မှတ်ထားပါတယ်။ သူဟာအီရန်နဲ့နျူကလ িয়ার ဖွံ့ဖြိုးမှုရပ်တန့်ဖို့သဘောတူညီချက်တစ်ခုလုပ်ဖို့ဆန္ဒရှိခဲ့ပေမဲ့ညီနိုင်မှုတွေပြတ်သွားခဲ့ပါတယ်။သူသတ်မှတ်ခဲ့တဲ့ရက်60ကက်တက်ချက်ဟာလွန်ခဲ့တဲ့အပတ်ကကုန်လွန်တော့ပါပြီ။သဘောတူညီချက်တစ်ခုမှမရခဲ့ပါဘူး။အခုတော့သူကအီရန်ဟာတကယ်တမ်းတော့လုံးဝအလေးမထားဘူးဆိုတာကိုလည်းပူပန်နေပါတယ်။အီရန်ကညီနိုင်မှုပြန်စမယ်ဆိုရင်သူ့အနေနဲ့ပြန်ပြီးဆွေးနွေးနိုင်ပေမဲ့စီးရဲချင်းချောင်းမုံကသူ့လိုချင်တဲ့အခြေအနေကိုပိုပြီးအားကောင်းစေမယ်လို့ယုံကြည်နေပါတယ်။ လွန်ခဲ့တဲ့9ရက်ကတောက်ကြနေမှာ X-ray ဟာအီရန်ကိုပထမဆုံးအကြိမ်တိုက်ခိုက်မှုတွေစတင်ခဲ့ပါတယ်။သူတို့ကဒီတိုက်ခိုက်မှုကိုအီရန်ရဲ့နျူကလ িয়ার အစီအစဉ်ကိုခြေမုံ့ဖို့ကြိုတင်တိုက်ခိုက်တာလို့ရှင်းပြခဲ့ပါတယ်။ Aspahan, Nates နဲ့ Arak မှာရှိတဲ့ nuclear ဆက်ရုံတွေ၊ရေနံသော်လောင်ရုံတွေ၊တန်ခွေချက်ဆက်ရုံတွေ၊ Lega Snit တွေ၊ Siskan တွေနဲ့ဒုံးပစ်လက်တင်ရနေရာတွေကိုပြင်းထန်တိုက်ခိုက်ခဲ့ကြပါတယ်။ Tehran လိုလူဦးရေ၁၀သန်းလောက်ရှိတဲ့မြို့တစ်မြို့ကိုရွှေ့ပြောက်ဖို့ဆိုတာကသိပ်ပြီးမလွယ်လှပါဘူး။ သမ္မတထရန့်ရဲ့တတိပိတ်ချက်မတိုက်ခင်ကတည်းကတီရန်ကနေလူသန်းပေါင်းများစွာထွက်ပြေးနေခဲ့ကြပါပြီ။လမ်းတွေမှာကားတွေပိတ်နေတယ်၊ရုံးပိတ်ရက်တွေလိုမျိုးမြင်ကွင်းတွေကိုတွေ့နေရပါတယ်။ဒါမဲ့ဒါကလုံးဝပြန်လာဖို့မျော်လင့်ချက်မရှိတဲ့မျိုးကိုဆက်ခေါ်ခြင်းဖြစ်နေပါတယ်။တီရန်ကိုပြန်လာတဲ့ရိမ်မောက်တူကပြန်လေထူထော်ရေးစခန်းတစ်ခုတိုက်ခိုက်ခံရတဲ့အတွက်ဆေးဆွဲနေသူတွေဟာထွက်ပြေးနေကြတာကိုတွေ့ခဲ့ရတယ်လို့ဆိုပါတယ်။တီရန်မှာတော့မြေအောက်ရထားတွေဟာပျောက်သလင်းခါပြီးလူသူကိမ့်မဲ့နေကြပါတယ်။တီရန်မြို့ခံတူကဒီလိုပြောပါတယ်။ ငါအစ္စလာမီသမ္မတနိုင်ငံတော်ကိုမုန်းတယ်ဒါပေမဲ့ငါအိမ်ငါမျိုးမှာနေမယ်ငါနေထိုင်မှုပုံစံတိုက်ဆက်ပြီးနေမယ်ဖွင့်ထားတဲ့ coffee ဆိုင်ကိုရှာမယ်လူတွေကိုပြုံးပြမယ်သူတို့နဲ့ပျော်ပျော်နေမယ်တငယ်ချင်းတွေကိုဖုံးဆက်မယ်ခုချိန်မှာငါတို့မှာတဦးနဲ့တဦးပဲရှိပါတယ်နေတရာဟုတ်လဲငါတို့အတွက်မဟုတ်ပါဘူးအစ္စရေးလည်းမဟုတ်ဘူးအစ္စလာမီသမ္မတနိုင်ငံတော်လည်းငါတို့အတွက်မဟုတ်ပါဘူးလို့ပြောဆိုခဲ့ပါတယ်ပြီးတော့ဒီရန်မျိုးပေါ်မှာအရေးကြီးတဲ့ဝန်ဆောင်မှုတွေပြတ်တောက်နေပါတယ် အစ္စရေးရဲ့တိုက်ခိုက်မှုတွေကြောင့် DRAM မြောက်ဘက်ကရေပိတ်ဝရေးစနစ်တွေပျက်စီးခဲ့ပြီး ATM စက်တွေမှာငွေသားတွေပြက်လက်နေပါတယ်။အီရန်နိုင်ငံတော်ယုံမင်တန်ဂျာစတူဒီယိုကိုလည်းအစ္စရေးကတိုက်ခိုက်ခဲ့တဲ့အတွက်ပျက်စီးသွားခဲ့ရပါတယ်။ဒါဟာမီဇိုင်းတို့တိုက်ခိုက်တာတိုင်မကပါဘူးလို့အစိုးရခန်းစာတစ်ခုကဆိုပါတယ်။အစ္စရေးကနိုင်ငံအတွင်းကိုထိုးဖောက်ဝင်ရောက်နေပါပြီ။ကားတွေကအစဘုံပောက်ကွေးမှုတွေဖြစ်နေပါတယ်။အီရန်ထောက်လန့်ရဲကသူတို့နိုင်ငံအတွင်းမှာရန်သူရဲ့ drone စက်ရုံတွေကိုခြားဖွေတွေ့ရှိခဲ့တယ်လို့ဆိုထားပါတယ်။ပြည်သူတွေကသာပေးဆက်မှုကြီးကြီးပေးနေရတာပါ။ အီရန်ကျက်ချင်းနေအသင်းကရဲဘော်ရှာပွဲလုံးငယ်တွေလှုပ်ဆောင်နေကြပါတယ်။တေဆုံးသူတွေအထဲမှာသူနာပြုတွေအမှုပညာရှင်တွေစကိတ်သမားတွေလည်းပါဝင်ပါတယ်။ပြစ်မဲ့ထားခံရတဲ့အဆောက်အုံတွေဟာမကြာခဏဆိုသလိုအယက်သားပြည်သူတွေရဲ့နေအိမ်တွေဖြစ်နေတတ်ပါတယ်။အစ္စရေးရဲ့ကုလသမဂ္ဂတပ်တမန်ကပြည်သူတွေထိခိုက်မှုရှော့ချဖို့ကျွန်တော်တို့အကောင်းဆုံးစ조사သွားမှာပါ။ဒါမဲ့ဒါကစစ်ပွဲပါ။ကျွန်တော်တို့မျိုးတွေမှာဘာတွေဖြစ်ခဲ့သလဲဆိုတာမြင်ခဲ့ရပြီးပါပြီ ။ယူရဲမှာရှိတဲ့စီးရဲပြစ်မှတ်တွေကိုဆက်ပြီးတိုက်ခိုက်သွားမှာပါဆိုပြီးပြောပါတယ်။ဝါရှင်တန်နဲ့တယ်အဘီမှာအီရန်အစိုးရပြိုလဲရင်ဘာဖြစ်မလဲဆိုတာကိုဆွေးနွေးပြောဆိုသူကမရှိသလောက်ပါ။အခုတော့အီရန်ပြည်သူတွေကသူတို့ဘဝတွေပြောင်းလဲသွားတာကိုမျက်မြင်တိုက်ထကြုံတွေ့နေကြရပါတယ်။ထရန့်ကအီရန်ကိုဖုံးဖြိုးစေချင်တယ်လို့ပြောပေမဲ့အခုချိန်မှာသူစကားကိုလွန်ခဲ့တဲ့9ရက်ကထက်ဒီနေ့မှဆိုရင်ယုံကြည်တဲ့သူမရှိတော့ပါဘူး။တီဟီရန်မြို့ဟာလူသူကိမဲလာနေတာကိုတွေ့နေရပါတယ်။ အီရန်မှာအစိုးရပြိုလဲနိုင်မလားဆိုတော့ဒါဟာဖြစ်နိုင်ခြေရှိတဲ့အခြေအနေတစ်ခုဖြစ်ပါတယ်။ဒါပေမဲ့အစိုးရရဲ့တုံ့ပြန်မှုပေါ်မူတည်ပါလိမ့်မယ်။ထရန့်ရဲ့ထုတ်ပြန်ချက်တွေနဲ့အိစရေးရဲ့စီးရဲပြစ်မှတ်တွေကိုကြည့်ရင်တော့အစိုးရပြောင်းလဲရေးဟာပိမ့်မရည်မဲ့ချက်မဟုတ်ဘူးလို့ထင်ရပါတယ်။သူတို့လိုချင်တာကအစ္စလာမစ်အစိုးရရဲ့အလျှော့ပေးမှုနဲ့ဂုံတိုက်ကကြားဆင်းမှုတော့ပဲဖြစ်ပါလိမ့်မယ်။မင်းဆောင်ကောက်ဆောင်ကညမယ်ဆိုရင်တော့ထရန့်ကသူ့ကိုဖေရှားပစ်ဖို့တိုက်ခိုက်နိုင်ပါတယ်။အဲ့ဒီအခါမှာမှအစိုးရပျော်လဲသွားပါလိမ့်မယ်။ ဗြိတိန်ရဲ့အကျိုးစီးပွားကိုကာကွယ်ဖို့စစ်လေရင်တွေကို Cyprus ကိုထပ်ပြီးပို့ထားပါတယ်ကာကွယ်ရေးဝန်ကြီး John Healy ကဒီအချက်ကိုအတည်ပြုခဲ့ပါတယ်ကနေဒါမှာရှိတဲ့ G7 ထိပ်သီးအစည်းအဝေးမှာကမ္ဘာကောက်ဆောင်တွေက trend နောက်ထပ်ဘာလုပ်မလဲဆိုတာကိုခန့်မှန်းနေကြပါတယ်အီရန်ပြည်သူတွေကအစိုးရကိုပုံခံရင်ခင်ဗျားတို့အနေနဲ့ကြိုးဆုံမလားဆိုတဲ့မေးခွန်းအပေါ် KS တာမာကဗီဒင်ဝင်ကြီးချုပ်တယောက်အနေနဲ့ဒါကိုအားပေးဖို့မဟုတ်ပါဘူးကျွန်တော်တို့ရဲ့ဥတီချက်ကတိမ်မာမှု ချော့ချရဲပဲဖြစ်ပါတယ် အီရန်ရဲ့နျူကလ িয়ার အစီအစဉ်ကိုထူးဆိုးရင်ပါတယ်ဒီပဋိပက္ခဟာဒေသတစ်ခုလုံးကိုထိခိုက်နိုင်ပါတယ်လို့ပြန်ဖြေခဲ့ပါတယ်ဗြိတိန်ပြည်တွင်းမှာရောဘလောက်ထိဆိုးရင်ရပါသလဲဆိုတဲ့မေးခွန်းကိုတော့စတာမာကကျွန်တော်အမြင့်ဆိုးရင်နေပါတယ်ယူကရိန်းစစ်ပွဲကဆိုးရင်ကုန်ကြဆဲအပေါ်တက်ရောက်မှုကိုကျွန်တော်တို့မြင်ခဲ့ရပြီပါပြီဒီပဋိပက္ခကလည်းစီးပွားရေးကိုထိခိုက်နိုင်ပါတယ်ဗြိတိရှ်ပြည်သူတွေကိုကာကွယ်ချင်ပါတယ်ဒါကြောင့်နိုင်ငံတကာအဆင့်မှာတိမ်မာမှုချောချားဖြေရှင်းဖို့လှောက်ဆောင်နေခြင်းဖြစ်ပါတယ်လို့ဆိုပါတယ် ောက်ဆုံးအနေနဲ့ပြောရရင်တော့ Tel Aviv မှာဒုံးပစ်ခတ်မှုတွေဆက်တိုက်ဖြစ်နေတုန်းပဲဖြစ်ပါတယ်။မနေ့ညတညလုံးနဲ့ဒီနေ့တနေ့လုံးဆက်တိုက်ဖြစ်နေပါတယ်။နောက်ဆုံးတစ်ချိန်ကလွန်ခဲ့တဲ့နာရီအနည်းငယ်ကပဲဖြစ်ပါတယ်။ဒါပေမဲ့ X-ray စစ်တပ်ပြောတာက X-ray ကိုကြားရောက်လာတဲ့မီဆိုင်းတုံးအရေအတွက်ဟာရောနေလာနေတယ်လို့ဆိုပါတယ်။အဲ့ဒါကသူတို့ဒုံးကျည်တွေကိုဖျက်ချနိုင်ကြောင်းနဲ့သူတို့ရဲ့နီးဗျူဟာအလုတ်ဖြစ်နေကြောင်းသက်သေပြချင်နေတာဖြစ်ပါလိမ့်မယ်။ဒါ့အပြင် American ပါဝင်မှုနဲ့ပတ်သက်လို့ X-ray နိုင်ငံရဲ့နိုင်ငံပိုင်ရုံးမြင်သံကြားမှာခံမှန်းမှုတွေအများကြီးထွက်ပေါ်နေပါတယ်။ အစ္စရေးရဲ့မျိုးသားလုံချုံရဲ့အကြီးအကဲကဖိုတိုမြေအောက်ဆက်ရုံကိုတိုက်ခိုက်မခံရမချင်းဒီစစ်ပွဲပြီးမှမဟုတ်ဘူးလို့ဆိုပြန်ပါတယ်။ဒီပြစ်မှတ်အတွက်အမေရိကန်အကူအညီလိုအပ်နေပါတယ်။နေတန်ယာဟုကဒါဟာအမေရိကန်ရဲ့ဆုံးဖြတ်ချက်လို့ဆိုပေမဲ့စစ်ပွဲနဲ့ဆိုင်လာတာနဲ့အမျှသူကအမေရိကန်ထောက်ခံမှုကိုအပြတ်အသတ်လိုချင်နေပါတယ်။ဟုတ်ကဲ့ဒီလိုအခြေအနေတွေရအရှိလေပိုက်မှာရောကမ္ဘာအရေးခင်းတွေမှာရောဘယ်လိုမျိုးအပြောင်းအလဲတွေဆက်ပြီးဖြစ်လာမယ်လို့မိတ်ဆွေအနေနဲ့ထင်မြင်ယူဆမိပါသလဲအောက်ကကွန်မန့်မှာမက်ချက်ပေးခဲ့ပါ